This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ7.3မှ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီကိုနာတော်တာဆင်နေကြတဲ့ပရိသတ်အပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးစစ်အာဏာရှင်ဗီဒိုကနေကင်ဝေးပြီးကိုစိတ်နှပြချမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝန်တော်သားတွေကဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။မင်္ဂလာညချမ်းပါရှင်။ ဒီကနေ့2025ခုနှစ်ဇွန်လ1ရက်နေ့ Radio NUG ညပိုင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ပထမအဆုံးအနေနဲ့ Radio NUG စီးရေးသတင်းကောက်နှုတ်ချက်ကိုနေဦးနိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။မင်္ဂလာပါခင်ဗျာ။အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ1ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ကျွန်တော်ကတော့နေဦးနိုင်ပါ။ အခုပထမဆုံးတစ်ပုတ်အနေနဲ့မိုးပြေစစ်မျက်နှာကိုအားစိုက်ကူညီပေးဖို့မိုးပြေ PDF တောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ရှမ်းကရင်နီနေဆက်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ကြားနေ့စဉ်နေပါတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မိုးပြဲစစ်မျက်နှာကိုအားစိုက်ကူညီပေးကြဖို့မိုးပြဲ PDF အမှတ်1393တက်ရင်ကတောင်းဆိုလိုက်ပါတယ် တော်လိုင်းတပ်ဖွဲ့တွေတနေ့ကြောကြာထိန်းချုပ်ထားတဲ့မိုးပြင်းမျိုးကိုစစ်ကောင်စီဘက်ကပြန်လည်ရယူနိုင်ဖို့ PNO ပြည်သူစစ်တွေနဲ့ပေါင်းပြီး AB လာကုံပိုင်းကစလို့တကြောပြန်စစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်အခုလိုတိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဘက်ကမိုးပြင်းမျိုးတွင်းကိုနေ့စဉ်နဲ့အမျှလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ဒေသနေပြည်သူတွေရဲ့နေအိမ်အများအပြားမီးလောင်ပျက်စီးဆုံးရှုံးနေရတယ်လို့သိရပါတယ် 2024ခုနှစ်နိုဝင်ဘာလမှာပြည်လဲစတင်လာတဲ့တိုက်ပွဲတွေဟာ6လကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကခဲယမ်းနဲ့စစ်အုံစရိတ်တွေလိုအပ်နေတာကြောင့်မူပြဲပြည်သူ့ကာကွယ်ရေးတပ်၄နှစ်ပြည့်အထိမ်းအမှတ်ကျပ်သိန်း900အကူအညီတောင်းခံခဲ့ခြင်းအစီအစဉ်ပြုလုပ်နေပြီးမြင့် ပါဝင်ကူညီသူနေနေတာကြောင့်တနိုင်သူတွေပါဝင်ကူညီပေးကြဖို့ထပ်ပြီးတော့နှိုးဆော်ထားတာဖြစ်ပါတယ်။မိုးပြင်းမြို့စစ်မျက်နှာမှာတိုက်ပွဲဝင်နေကြတဲ့ကရင်ပြည်အမျိုးသားများကကွယ်ရေးတပ် KNDF အပါအဝင်အခြားတော်လှန်ရေးတပ်ဖွဲ့တွေကလည်းမိုးပြင်းမြို့အတွက်ခဲယမ်းနဲ့စစ်အုံစည်းရိတ်တွေအားပြေကူညီပေးကြဖို့တိုက်တွန်းတောင်းဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမင်းကုန်းဒေသကင်းရွာအနီးစစ်ကြောင်းထိုးလာတဲ့အင်အားတရာခန်းပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်တွေတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းမြို့နယ်တွေကမင်းကုန်းဒေသကင်းရွာအနီးကိုအင်အားတရာခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတက်တွေတိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PBA Servant Force က ထုတ်ပြန်လာပါတယ်။ကံကြီးကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတရာကန်းဟာမင်းကုန်းစက်ခဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအပေါင်းပြီးမေလ25ရက်နေ့မနက်6:00နာရီကမှကင်းရွာအနီးကိုထိုးစစ်ဆင်လာတာကြောင့်တော်လန်ရေးတပ်တွေခုခံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အရေးစစ်ကြောင်းကိုခုခံတိုက်ခိုက်ရမှာခဲရန်မလုံလောက်တာကြောင့်ခေတ္တဆုတ်ခွာခဲ့ပြီးတော့ညနေပိုင်းမှာသကိုင်းခရိုင်တရင်တိ တက်ရင်နဲ့ဇုံလေးထိုးနဲ့ပြန်လည်စုဖွဲ့ကထိုးစစ်ဆင်ပြီးတော့နမည်ရှင်းလင်းမှုတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒီတိုက်ခိုက်မှုကို People Servant Force PSF နဲ့အတူမင်းကွန်းတိုင်းနယ်ပကဖချမ်းမြတာစီမြို့နယ်ပကဖရတနာပုံတပ်ဦး LPDF Unicorn တပ်ဖွဲ့ Acid အဖွဲ့ဇုံလေးပူပေါင်းအဖွဲ့စကိုင်းမြို့နယ်ပကဖစကိုင်းခရိုင်တက်ရင်တက်ရင်နဲ့နမည်ကန်တော်လိုင်းအဖွဲ့တွေပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တောင်တာမြို့နယ်ထဲမှာရှိတဲ့စစ်သားရဲနဲ့ပြူစောထီးတွေလက်နက်ချအလင်းဝင်ဖို့မြို့နယ်ပကဖနောက်ဆုံးအကြိမ်သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ကစစ်သားရဲနဲ့ပြူစောထီးတွေလက်နက်ချအလင်းဝင်ဖို့မြို့နယ်ပကဖကနောက်ဆုံးအကြိမ်အနေနဲ့သတိပေးချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ တောင်သာကနေဝဲလောင်ကိုလာတဲ့စစ်ကူနဲ့ရိခါတင်ကားနှစ်စီးကိုမေလ29ရက်နေ့ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးတော့ရဲတအုပ်ကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖန်းစီရမိတဲ့အပြင်ကားတစ်စီးကိုပါသိမ်းပိုင်နိုင်ခဲ့တဲ့ဖြစ်စဉ်အပြီးမေလ31ရက်နေ့မှာအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်မှာစစ်သားရဲနဲ့ပြူစောရီတွေအပြင်စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအနည်းနဲ့လေအချိန်မနှောင်းခင်မှာပြည်သူလူထုနဲ့ပူးပေါင်းဖို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နောက်ဆုံးအကြိမ်အနည်းနဲ့မြေတားရက်ခံတတိပေးထားပါရီပြည်သူလူထုနဲ့ပူးပေါင်းပြီးအလင်းဝင်လာတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုတွေစာဝတ်နေရေးနေထိုင်ရေးကနေတမ်းမာရေးနဲ့ကလေးတွေရဲ့ပညာရေးကအစတာဝန်ယူပေးမှာဖြစ်ပြီးတော့တော်လန်ရေးအလွန်ကာလတစ်ခုအထိအာမခံချက်တစ်ခုထားရှိပေးထားမယ်လို့တောင်းတာပါကပါကအသိပေးထားပါရီ ဒါအပြင်ပြည်ပနိုင်ငံတွေကိုသွားကျင်နေဆိုရင်လေလုံခြုံစိတ်ချမှုအပြည့်အဝရအောင်စီစဉ်ပေးမယ်လို့သိရပါတယ်ဒီထက်ကောင်းတဲ့အခွင့်အရေးမရှိတော့တဲ့အတွက်ကြောင့်စစ်ကောင်းဆောင်တွေအတွက်အသေးခံမလားမိသားစုအနာဂတ်ကိုငဲ့ပြီးတော့ဒီကမ်းလှမ်းမှုကိုလက်ခံမလားဆိုတာကိုယ်တိုင်ရွေးချယ်ရလိမ့်မယ်လို့တောင်တမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရွေးချယ်ခွင့်ပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန်းကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီးရဲသတင်းတွေကိုနားဆင်ကြရတာဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုတော့ຫນွေဦးမောင်ကတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ3ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမောင်ပါပထမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့မြို့သားညညွေအစိုးရဝန်ကြီးဒေါ်စမာအောင်နဲ့ဆန်ဖရန်ဘေးအေရီးယားမြန်မာမိသားစုများတတိယအကြိမ်မြောက်ရင်းနှီးစွာတွေ့ဆုံပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်ဘေးအေရီးယားမှာမြန်မာမိသားစုများနဲ့မြို့သားညီညွတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးဒေါ်စမအောင်တို့တွေ့ဆုံပွဲကိုလေလ30တရက်နေ့ညနေ9နာရီမှ7နာရီအထိကျင်းပခဲ့ကြပါတယ်။ဘေးအေရီးယား Union City ကမြန်မာ Community Center မှာအပရိသတ်100နီးပါးတက်ရောက်ကြပြီးဒေါ်စမအောင်ကလက်ရှိမျိုးတော်လိုင်းရဲ့အကျွေးနဲ့ NGO အစိုးရ၏ပြုပြင်ပြောင်းလဲမှုများထွေထွေထိုးစစ်ပြင်ဆင်နေမှုများအပြင် လက်ရှိမြန်မာပြည်ရဲ့ခြေအနေများကိုလွတ်လပ်ပွင့်လင်းစွာရှင်းလင်းဆွေးနွေးပေးတာကိုတွေ့ရပါတယ်။အေဘရိတ်တများထံကမိဂုများဝေဖန်မှုများကိုလည်းအချိန်ပေးပြီးရှင်းလင်းပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ဝင်ကြီးဒေါ်စမအောင်နဲ့မြန်မာကွန်မြူနတီတို့တွဲဆုံပွဲမှာပုံမှန်လင်းလင်းပြောဆိုဆွေးနွေးဖလှယ်နိုင်မှုအတွက်ရုပ်သံမှတ်တမ်းရိုက်တာဆိုရှယ်မီဒီယာပေါ်ဓာတ်ရိုက်တင်ဆက်တာနဲ့အသံဖန်းနာတွေလှုံ့ဆော်ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။တို့ကဲ့သို့ပြပကမြမအရေးကိုတက်ကြွစွာလှူရှာဆောင်ရွက်နေကြတဲ့မြမတိုင်းဝိုင်းတွေအနေနဲ့ တော်လင်းဥဆောင်နေသူတွေမြို့သားညီညွတ်အစိုးရကကောင်းဆောင်တွေနဲ့ဓာတ်ရိုက်တွဲဆုံဆွေးနွေးပွဲတွေညားဖြီသူတွေနဲ့မီးဖြီပွဲတွေလုပ်ကြတာမျိုးတွေအလွန်ကောင်းတယ်လို့ပရိသတ်တအူကမှတ်ချက်ပေးပါတယ်။ဆိုရှယ်မီဒီယာကနေလူရဆွဲပြောဆိုရေးသားနေကြတာတွေထက်ခုလိုကိုင်ကန်ရှင်တွေကိုယ်တိုင်ကဓာတ်ရိုက်ပြောကြားတာမျိုးတွေလူလူကိုအသိပေးတာမျိုးတွေကအလွန်အရေးကြီးတယ်လို့လည်းမှတ်ချက်ပေးကြပါတယ်ရှင်။ ဇဂိုင်းဖရဲယူနစ်ရဲ့အကြကာလဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြံပေါ်သုံးသက်ပြည်စည်းမှုအခြေအနေများကိုဆွေးနွေးတဲ့တဲ့ဆက်လက်တင်ပြပေးပါမယ်။ တကိုင်းဖရယ်ယူနီရဲ့အခြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းအပေါ်တုံးသက်ပြီးစီးမှုအခြေအနေများကိုသကိုင်းဖရယ်ယူနီအတွင်းရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေမြို့သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖရယ်ယူနီလွှတ်တော်ကိုယ်စားလှယ်တွေကြားမေလ30ရက်မနက်10:00နာရီမှာဆွေးနွေးခဲ့ကြပါတယ်။စီဝေးဘက်မှာသကိုင်းဖရယ်ယူနီလွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တအူတို့မှနှုတ်ခွန်းဆက်စကားတွေပြောကြားခဲ့ပါတယ်။ယူနီလွှတ်တော်မှာသကိုင်းဖရယ်ယူနီရဲ့ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းအပေါ်တုံးသက်ပြီးစီးမှုအခြေအနေများ ယူနစ်တွင်းနိုင်ငံရေးတော်လိုင်းအားစုများနဲ့ပေါင်းဆက်ဆောင်ရွက်သွားမယ်။လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကိုယင်းဤပွင့်လင်းစွာအကြံပြုဆွေးနွေးခဲ့ကြပါတယ်။စီဝေးပွဲကိုယူနစ်လွှတ်တော်ဥက္ကဋ္ဌစကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေမြို့သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်ပြည်လုံးဆိုင်ရာចောင်းသားနေလူငယ်များအစီအုံမြေစမအကျဉ်းကြီးလာကန်တို့ဘာကတများဖွဲ့ချုပ်တုံးဝင်လွာပို့တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ဆန္ဒရှင်စန့်ကျင်ရေးဒီမိုကရေစီရေးနဲ့ဖိနိတ်ခံပြည်သူလူထုလူမျိုးရေးအတွက်စင်တစိုက်ကျူပန်းနေတဲ့ရခိုင်ပြည်နယ်လုံးဆိုင်ရာចောင်းသားနေလူငယ်များအစီအုံမြေစမအကျဉ်းကြီးလာကန်ကိုဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများဖွဲ့ချုပ်ဘာကတကတုံးဝင်လွာတက်ဆောင်ပေးပို့လိုက်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ဘကတအနေနဲ့ဒီကိုင်းပြည်နယ်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးရဲ့နိုင်ငံရေးဖြတ်သန်းမှုနဲ့ရည်တည်ချက်ကိုအလေးအနက်ဂုဏ်ပြုတဲ့အကြောင်းသဝင်လွှာမှဖော်ပြထားပါတယ်။လက်ရှိမြို့တော်လေးမှာလည်းဒီကိုင်းပြည်နယ်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးဟာတော်လင်းလုပ်ငန်းတွေကိုတက်ကြွစွာလှုံ့ဆော်နေသလိုဘကတအများဖွဲ့ချုပ်နဲ့လည်းပူးပေါင်းဆောင်ရွက်နေပြီးမဟာမိတ်စုဖွဲ့မှုပုံစံနဲ့အတူလက်တွဲချီတက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးနေနဲ့ ခုကျင်းပနေတဲ့ပြစ်စမအကြိမ်ကြီးလာကံမှာလဲဖိနိတ်ခံပြည်သူလူထုကိုမျက်နာမှုတဲ့ဆွေးနွေးမှုတွေဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးရှေ့ဆက်ရှောင်ရမယ့်ဆ ਿਆ နာရှင်စိတ်ကြီးရေဒီမိုကရေစီတိုက်ပွဲမှာဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်းအမနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ဘာကတာကဆုတောင်းပေးထားပါတယ်။သခိုင်ပြည်နယ်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံးဟာစတင်တည်ထောင်ချိန်ကနေလက်ရှိချိန်ထိဆင်နာရှင်စန့်ကျင်ရေးဒီမိုကရေစီရေးနဲ့ဖိနိတ်ခံပြည်သူလူထုလွတ်မြောက်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းနေတဲ့အဖွဲ့အစည်းတစ်ခုလို့သိရပါတယ်ရှင်။ ။ ARI မြေတန်းတို့အနှဲငယ်ရော့သွားပေမဲ့ရေဘေးအန္တရာယ်သတိထားကြဖို့လူမှုကူညီရေးဖွဲ့တွေသတိပေးတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ARI မြစ်ရဲ့တက်နေသွားပေမဲ့စိုးရိမ်ရင်မက်အနေအထားရှိနေသေးတာကြောင့်မြစ်အောက်ပိုင်းဒေသတွေမှာရေဘေးအန္တရာယ်ကြိုတင်ကာကွယ်လုပ်ငန်းများလုံဆောင်ထားကြဖို့လူမှုကူညီရေးဖွဲ့တွေကတတိပေးထားပါတယ်။ ARI မြစ်ဟာမြစ်ကြီးနားမြို့မှာမနေ့ကမေလ30ရက်နေ့လယ်ပိုင်းနဲ့ညပိုင်းမှာရုန်တရက်မြင့်တက်လာပြီးညနေပိုင်းနဲ့ဒီနေ့ဇွန်လတရက်မနေ့အထိတက်နေသွားခဲ့ပေမဲ့ ဆိုရင်ရေမှတ်1900စင်တီမီတာ39ဘေကန်ကိုရောက်ဖို့3ဘေကန်သာလိုတော့တာမို့ရေဘေးအနည်းငယ်ဆိုရင်ကြာအခြေအနေရှိနေသေးတယ်လို့ဆိုပါတယ်။မြစ်ကြီးနားမြို့မှာရေကျသွားရင်ရွှေကုန်းနဲ့ဗမော်ပါဝင်လေပိုင်းဒေသတွေအထိမြေရေတက်လာနိုင်တယ်လို့ဆိုပါတယ်။ယာရီမြေပြပိုင်းဒေသတွေဖြစ်တဲ့မေခမလိခမြစ်ဆုံရာဒေသနဲ့ဘူတောင်ခိုင်ပါဝင်တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ပန်ဝါဆော်လွန်မြို့နဲ့ကချင်လူလည်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာမေလ25ရက်ကစတင်ရွာသွန်းခဲ့တဲ့မိုးကြောင့် ရာရီမြစ်ရေတိုးနေတာလို့သိရပါတယ်။မြကြီးနားမြို့ကမြေနှိမ်ပိုင်းမှာရှိတဲ့နေရာတွေနဲ့ဂျပန်ချန်းစီတာပူလေကုံနဲ့ရန်ဘူရက်ကွက်တွေမှာဆိုရင်ရုတ်တရက်ရေဝင်လာတာကြောင့်ဒေသခံအချို့ဟာညရင်းချင်းပြောင်းရွှေ့ခဲ့ရတယ်လို့ဒေသရင်းသတင်းတွေကဖော်ပြထားပါတယ်။ ERR မြစ်ထဲစီဝင်တဲ့မိခမြေဖြားပိုင်းမှာရေပြန်ကျသွားပြီဖြစ်တာကြောင့်ချီပွေကျူးတရားပြန်ပေါ်လာပြီဆိုပေမဲ့ရင်းနှီးတွေကရေအချိန်ကိုသတိထားဖို့လိုတယ်လို့ဒေသနေပြည်သူတို့ကလည်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေသတိပေးထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်တဲ့ရင်ကတော့မီဇိုရမ်ပြည်နယ်မှာရှိတဲ့မြန်မာစစ်ရှောင်းတွေရေးပေးကြုံနေရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောင်တလန်ခရိုင်တွင်းကမြန်မာစစ်ဘေးရှောင်းတွေနေထိုင်ရာရွာတွေမှာမိုးကြီးနေတာကြောင့်စစ်ဘေးရှောင်းတွေရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ပလောဝလူသားချင်းစာနာကူညီရေးဌာနပလောဝ IDP စံ Humanitarian Supporting ကထုတ်ပြန်ထားပါတယ်။ပလောဝမြို့နယ်ကစစ်ဘေးရှောင်းတွေရှိတဲ့ကျေးရွာတွေမှာမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့် ဆစ်ဆောင်နေအိန္ဒိယ40နီးပါးရင်းနှီးမြှုပ်နေပြီးရေးပေါ်ကူညီတွေလိုအပ်နေတာလို့ဆိုပါတယ်။မီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်နယ်ကတွေ့ရင်းရနဲ့ကာကီကျွာတို့မှာရေးကြီးနေပြီးနေအိန္ဒိယ36လုံးရင်းနှီးမြှုပ်နေတယ်လို့လောဝလူသားချင်းစာနာကူညီရေးဌာနပလောဝ IDP ဆန် Humanitarian Supporting ဖွဲ့ကမနေ့ကမေလ30ရက်မှာထုတ်ပြန်ထားပါတယ်။ ပြည်ရင်းချင်းရွာနဲ့ကာကေချင်းရွာတို့မှာမေလ30ရက်နေ့တနိုင်းကန်ကစပြီးရေဘေးကြုံတွေ့ခဲ့ရတာဖြစ်ပြီးနေအိမ်ပြည့်စည်သွားတဲ့ဆေးဘေးရှောင်တွေဟာပြည်ရင်းချင်းရွာအတွင်းကနိစက်ရအိမ်တွေနဲ့ချင်းရွာခမ်းမတွေမှာရေပေါ်ပြောင်းရွှေ့နေထိုင်နေရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီရေကြီးမှုဖြစ်စဉ်ကြောင့်နေအိမ်ဆုံးရှုံးမှုဖြစ်နေပြီးမိုးကာနဲ့စားတောင်းစားတဲ့ရေပေါ်အကူအညီတွေလိုအပ်နေတဲ့အပြင်ပြန်လည်တည်ဆောက်နိုင်ရေးအတွက်ငွေကြေးအကူအညီလိုအပ်နေတဲ့အခြေအနေဖြစ်တာကြောင့်ဝိုင်းဝန်းကူညီပေးကြဖို့ လက်ဝါ IDP ဆန် Humanitarian Supporting ဖွဲ့ကမြစ်တာရက်ခံထားပါတယ်။ Roundline KI ကလက်ဝါဒေသခံစစ်ပေးရှောင်းတွေဟာ2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေနဲ့အာဏာသိမ်းမှုမတိုင်မီဒေသတွင်းတိုက်ပွဲတွေကြောင့်စစ်ရှောင်နေကြရသူတွေဖြစ်တယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်နဲ့မင်းတွေဦးတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ တော်တာရှင်များရှင်အခုဆက်လက်ပြီးလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားတဲ့ရေကြီးမှုဘေးရန်ရဲ့ဖြစ်ပွားချိန်မှာသိရှိလိုက်နိုင်ရန်အချက်တွေကိုနှာစင်ကြားရမှာပဲဖြစ်ပါရှင်။ရေကြီးမှုဘေးရန်ရဲ့ဖြစ်ပွားချိန်တွင်သိရှိလိုက်နိုင်ရန်အချက်များ မြန်မာနိုင်ငံမှာမုတ်သုံကာလဖြစ်တဲ့ဇွန်လကနေအောက်တိုဘာလတွေအတွင်းအနောက်တောင်မုတ်သုံလေအာကောင်ပြီးမိုးအဆက်မပြတ်ရွာသွန်းတာကြောင့်ဖြစ်စေမုန်တိုင်းတွေဝင်ရောက်တာနဲ့မုန်တိုင်းအရှိန်ကြောင့်ဖြစ်စေနှစ်စဉ်မြေကြီးကြီးခြင်းတွေဖြစ်ပွားလေရှိပါတယ်။မြေကြီးတွေရဲ့မြေပြားပိုင်းမှာ၃ရက်လောက်မိုးသည်ထန်စွာရွာသွန်းတာကြောင့်မြေပြားပိုင်းမှာမြေကြီးကြီးပြီးအဆိုပါမြေကြီးတွေဟာမြေအောက်ပိုင်းကိုတဖြည်းဖြည်းစီးဆင်းလာကမြဝကျုံမော်ဒေသတွေအထိပြန့်နှံ့ရေကြီးမှုတွေဖြစ်ပေါ်တတ်ပါတယ်။ မိုးများတာကြောင့်မြေရေကြီးခြင်းနဲ့အတူမြေပြိုကမ်းပြိုခြင်းလျှက်တပြည့်ရေကြီးခြင်းနဲ့ရေလောင်ကန်တွေဆယ်တွေရဲ့ရေပိုလွဲတွေကရေလွှတ်ထုတ်ခြင်းဆယ်ကျိုးပေါက်ခြင်းတို့ဖြစ်ပေါ်တတ်တဲ့အတွက်အထူးသတိပြုသင့်ပါတယ်။ရေကြီးတာကြောင့်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့ဖော်ပြပါချက်တွေကိုသတိပြုနိုင်ကြဖို့အသိပေးအပ်ပါတယ်။မြေရေမကြီးရင်ကြိုတင်ပြင်ဆင်သင့်သည်များ။ မြေကြီးတွေနဲ့ချောင်းကျယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့လှေတွေဆက်တက်ရင်တွေကိုကြိုတင်ပြုပြင်ခြင်းဆက်သုံးစီတွေနဲ့တက်ကဲဘောကွင်းတွေကားတရာတွေနဲ့ကျိုးတွေကိုကြိုတင်စုဆောင်းထားပါမြေနှိမ့်တဲ့နေရာတွေနဲ့ရေဝင်နိုင်တဲ့နေရာတွေမှာနေထိုင်သူတွေအနေနဲ့ရေလွရာနေရာတွေကိုကြိုတင်ရှောင်ရှားပါရေထိပ်ပြီးပျက်စီးနိုင်တဲ့ပစ္စည်းတွေကိုရေလုံအောင်ထုတ်ပိုးပြီးအထက်မြင့်တဲ့နေရာတွေကိုပြောင်းရွှေ့ထားပါရေဝင်ရောက်မှုလျှော့ချနိုင်မှုနေအိမ်ပတ်ဝန်းကျင်မှာရေမြောင်းတွေပိတ်ဆို့မှုကိုရှင်းလင်းတာရေနုံမြောင်းတွေတူးဖော်တာတဲ့အိတ်တွေဖို့တာတွေကိုဆောင်ရွက်ပါ အရေးပေါ်ရွှေ့ပြောင်းမှုလိုအပ်ပါကအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပါလိုအပ်တဲ့စားနပ်ရိက္ခာကြောင့်တွေတန်ရှင်းနဲ့တောက်သုံးရီဆေးဝါးနဲ့ဓာတ်စားထုတ်တွေလက်နေဓာတ်မီပါဝါဘန့်အရေးကြီးစာရွက်စာတမ်းတွေနဲ့တကူရည်သုံးပစ္စည်းတွေကိုကြိုတင်ပြင်ဆင်ထားပါညည်ရည်ကြီးချိန်တွင်သတိပြုရန်အချက်များပတ်ဝန်းကျင်အခြေအနေကိုသတိပြုလေ့လာပါအရေးပေါ်ရွှေ့ပြောင်းရမယ်ဆိုရင်ရေကြော်နေတဲ့လမ်းတွေမြေပြိုကျနေတဲ့နေရာတွေတစ်ပင်ဓာတ်အားလိုက်နေတဲ့ဓာတ်ကြိုးတွေပြိုပြက်ကျနေတဲ့နေရာတွေကိုသတိပြုရှောင်ရှားသွားလာပါ နေအတွင်းမှာလည်းယိုယွင်းနေတဲ့လျှက်စစ်မိကောင်းတွေနဲ့မိခလုတ်တွေကိုတတိပြုကင်တွေပါနေအိမ်တွင်းရေဝင်မှာကလျှက်စစ်မိန်ခလုတ်တွေနဲ့ gas oil တွေကိုပိတ်ထားပါနှစ်ပေခန့်ရေစီအားဟာရင်ကားတွေကိုပါမျောပါစေနိုင်တဲ့အတွက်ရေမြင့်တက်နေချိန်မှာအသုံးမပြုသင့်ပါဘူးရေစီနဲ့အတူအစိပ်ရှိတဲ့မွေတွေချုံထက်တဲ့ပစ္စည်းတွေနဲ့အမိုက်တရိုက်တွေမျောပါလာနိုင်တဲ့အတွက်ရေစီထဲမှာဖြတ်ကူးချိန်မှာအထူးတတိပြုပါရေတက်နေချိန်မှာကလေးငယ်တွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအထူးအလေးထားပြီးကာကွယ်စောင့်ရှောက်ပါ ကလေးငယ်တွေရေထဲမှာဆော့ကစားခြင်းမပြုလုပ်ရပါရေထဲမှာအညစ်အကြေးတွေရုံတော့ပါဝင်နေတဲ့အတွက်အဆိုပါရေကိုတောက်ခြင်း၎င်းနဲ့ထိတွေ့ထားတဲ့အစားအသောက်တွေကိုစားခြင်းတွေကိုမပြုလုပ်ရပါဘူးရေကိုကြိုချက်ပြီးဖြစ်စေရေသန့်ဆေးခတ်ပြီးဖြစ်စေတောက်သုံးပါရက်ရွာလူလူအတွင်းအချင်းချင်းရိုင်းမင်းကူညီပါအမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန Radio Energy မှဆက်လက်အသံလွှင့်နေပါတယ်။အခုဆက်လက်ပြီးတော်လန်ရေးတိဂီတာအစီအစဉ်ကိုဆက်ချင်ပါတယ်။ KD ဖန်ရေးသားထားပြီးမင်းမော်ကွန်တီးဆိုထားတဲ့နိုင်ငံသားကောင်းအစစ်လို့အမည်ရပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ Kamu tamam. ဒေါက်တာရှင်တော်လန့်ပြည်သူအပေါင်းတို့ရှင်ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်ဖြစ်နေတိုင်းသားဘာသာစကားထုတ်လွှင့်မှုကိုတင်ဆက်ပေးကြပါတယ်။တပတ်တွင်းသတင်းတွေကိုရာခီလာကဝါဘာသာနဲ့ဖတ်ကြားတင်ပြပေးပြီးတဲ့နောက်မှာတော့ကျမတို့ရဲ့ညပိုင်းအစီအစဉ်ထုတ်လွှင့်မှုတွေကိုရှင်းနာတော့မှာပဲဖြစ်ပါတယ်။ဒေါက်တာရှင်တော်လန့်ပြည်သူအပေါင်းလုံခြုံသားရချမ်းမြေတဲ့ညချမ်းဖြစ်ကြပါစေရှင်။ កែមបំមសំស្កលសំណងបំតាយមេកេងភ័យភុយខេនគីអស្មេទីក្រៃក្រុងឡៃស្តាំងតវងជួយខាញ់ករចាក់ផាំងអេនយូជីតូកាមយ៉ាគីឡៃស្តាំងតជីកេណែផានមរ៉ប្រឹមបញ្ញាបំមាផ្លាក់រមងតាំងតាផ្លាក់សេះខេនគីមកគឺតកេរៀងរាវប៉ាងហមសុនក្រមងអេចាំមិនណានក្រុងក្រាប់យូគីបកែមអេនម៉ូ ระเย็นกระยอกปังราซื้อมอปังต่อกระเติมกระช่วยสนเอปมอจุบจอบกุยปืนกลอมปนที่กลายลูกกระดาษบกายเมืองตาจอซออากระเอ็นพันมอกระสนาคนพิฮาไปหอนไม้กระดาษการจอกระปจุครีดอยู่มอกคอยกุยกระอยู่ที่สังลางกระดาษลายสตางตมูจอมนานกรองกรองกระปโตเรียงเรียวกับยางเอปมอปุจิหอกันกีมอหลุปังมอปังเมกับยางคนพิฮาไปหอนตะเต้ ផានមករកប្រកាមអៀនប្រមោះជុបចោពុបលាច់ទីយូកាញ់ចោណៃរំប្រៃរាំងរាវភូភូអាយខាន់គីសុសំបុនគួយកាក្រមេទីយូកាញ់ចោទីសុនសុវេម៉ៃសុសំបុនគួយកាញ់ចោកាឆាក់ញ៉ានេប្លាក់ងាយមើងកាន់គីអីចោទីសកកាបំហំសុនកាញ់ចោមើងក្រប្រកាមអៀនប្រមោះជុបចោអាស៊ានខាន់គីក្រៃលូម៉ៃជីតាក្រយ៉ាំគុនណាន់ พันหมอกระปอกยมเอ็นกระผิดกระเมืองเมียนมาไอจอดีรัดกรองเมืองเมียนมาไอจอดีอยู่กันจอปลองกรองเองพันหมอปลักกระเมืองหอกันแนปุ่นติดต่อยังเรียวไกแม่ติงก็สดสังปุ่นเกวกันจอกระยูเอกระกุมหนุ่มปังพอจีกระปอกยมเอ็นพันหมอลูกเปล่ากีกระอินเตอร์นตไลน์สดสังปุ่นเกวกระเย็นอีกระปุ่นตินนายยามกนนั้น พันหมอกรองจีเอ็นกันแนอันยังหมอ กันจอกระเย็นสนเออังดอมมอกระปตึมปะจวยสนกระหูกระอิงก่อนพิหาเป็นมองตตีตะลายพันมอปลักกระเซ่ประมอกรอบแย่รอบเมืองตตีตะลายมอคือต่อกี่ยังเรียวอยู่นานพันมอเรียงเรียวประต่อกี่แกแนอังมอกระเย็นกระยอกประปัะซีไม้อังมอกระตึมกระจวยสนก่อนพิหาพนตตีตะลายนอเป่าดินหนักแต่อายุนานเลือกใครอ่านพันมอเมืองหอกแกแนกระดะเมืองยามาปุยประเวกระดะนายรุมปลายกันขีมอคือปุนนอติโตเรียงเรียวไม้สนะ ตับเลนมันปุ้สุกสัก นอสเมติยูกันจอกรากุมากียามกนันพันหมอกันจีเอ็นนอกีปนดิยูกรากุมกระดาเฟงกูเมนพันหมอกรองกราบไปยูกีกันจอกรากุมก่ออังบกรับขอบจอสนกระหูเอ็ดนออาเฮสตังราจืดจๆกันแน่พันหมอจุดจออมิวตานยนยุยอจุยาปลักราจุยปิญญาหมอคือไว้กุยกรา ូនគិតខកកាញ់ចលាយក្រុមទីយកាញ់ចក្រពុបងម៉ៃជុបចោបបិយណៃរុំប្រៃពូនទីយកាញ់ចក្រប៉ោទីញ៉ចងកលាយសូនញ៉ចងកលាយអនខំអ៊ុយខំលេង สงสางปุ่นคุยกันเลราเอติปมจุดจบหลักราจุยปิญญาปุ่นตีปลีไลสต่างกระขีพวันตงาพันสง่ายจีตกราสนเอ๊พันหมอตับแลนมันผู้สุขสักแคนขี้ข้าให้ปุ่นกิติปริสอบสพร้อมกระดปอกแยมเปรกิติก้อนยอมจองของอุคอมเลยอังปุ่นที่ยาวติเกอสวนกับหลักราจุยปิญญา กระสนากระเกเกปิญญาจุยอังอากปุ่นที่อยู่กันจอกระสุขสักตุ่มเนตเต้ เ่มคนนั้นกระดบอกแกมเอ็นตับแลนมานปุสุกสักกิแคนกีหุยที่ปุ่ปลีกับยางเนยียจองกอนลายไม้เนยียบไอสตา ไม้ดึกคร้อมก่อนปุยหาไปหุนที่อุดมอกขึ้นนานปุยประเกินลายประมอกก่อนยอมยากกิแคนกีปุ่นทีโตจู กุงไหกุยามเลือกไฮแอันกระดปอกแยมเอ็นมอคืนเจ้าไปอยู่ตับแลนมันปุสุกสักกิแคนคีโซซังปุนกุ้ยกระลอกร้อนกวนยากกี ขันกระตุมไตนอกีปอกยมอิน เนจองกลายก็สสังอันอิลปุ่นดิกสสังปุนคุยกันลอยติปริเอินลายสตังสนกีตติตลายพนคุยกันต้องสตังลุยจุดซีกันเนปอกยมอินลอลีปุปลีจุดจ่อควนยมปุยเปเฟกระตอนรุมปรายลอลีอังลูเจ้าติวดไอปุนติปลีปมอจุดจ่อแลนควนปุยฮาไปหอนปุนดิคุยกระกุคิวกับ จุดจอปุยปตึมจอยสนเอตติตลายพันหมอกระปอกยำเอ็นแคนคีไฮปุนเดปรีลอรีปังเอจอติวดไมรุมุตีกระปอกยำเอ็นพันหมอลอรีเอ็นปุนติตเตการแลนมันปุสุกซักดีเปอร์กีไม้ถืออดกีพันเอปุนตีปลอยลอรีเอ็นหมอประคอสนไปอยู่เอในรุมไบรตติตล่พันหมอลอรีเอ็นแกนแน่หมอติ ลอลีปชิตตไม้ปอกยำเอ็นส้นจุครีดนักติปลีเปล่ากลางคล้ายประชังมานายหมอกุยกระนูกระเจนตีจุบจ้อปุปปุนติสมัยติตันขันเกียงอากอชีติปุปองติมากีจุบจ้อปลักระตะเพียตต์แลนกวนปุยหาไปหุ่นไอ้พันหมอปอกยำเอ็นปะไฮปุนติตึมจอยอังอาหมอเคยกุยกระเน ရံရာမေတင်ကိုစမေတီယူလော်လီပတင်ပါဆောဆောင်ပွန်ဖုဒ်အတီမိုင်ရုံမှုမောကရပမမစွန်ဧကဒကျပ်ချပူပဖဲတီယူနိုင်ရုံပရိုက်တတိတလိုင်းနော်ကီအဟဲစတန်ပွန်ကျစ်စီကနေကဒမမြန်မာပယုကျပ်ချတပ်လန်မန်ပူစုဆက်ကပြဟက်တဲ့စွန်ကဒမမြန်မာမောကကွေကစင်ငောကီပွန်တီလျက်ကရန်နိုင်တတိတလိုင်းဖန်မောကရန်နိုင်အင်ကိုအန်ရှောက်ကဒီမောဟွေဒီ ละกวนปุยาไปหนพันหมอกรองกรองกระปะปนกีครั้งนายกีแคนกีหมอคือปูนกี่ดิปลักหมอปูนที่อยู่กานจอกระปะปูนกีไอปูนที่คุยกระตองพันหมอตับแลนมันปุยสุกสะกระเดาตมตายกีปุยปูนติต่อครั้งนายอังอาปุยปปูนติต่อจากรุลชาติสมที่อยู่กันจอกระสอกตีองปมอกระดานใหญ่ยังรูหินชาหมอคืออยู่นอติละกระดีอัน พันมอดืออดนอกีมอปุยผสมไม้ปุบปตีกระกะจงตตีตลายอังอากอมอปุยไปอยู่สมัยที่สกกะกรองจีอันตตีตลายเลือกให้อันพระมาจุบจอปกุยเป็นคล้อมแกนกีหอยปนดิปลีกาจะรังตมแน่สดสังปนกุยกระคาเกกับยางลุ่มกระดะสนสวยกวนไปิยาพะหุนมอคือกุยกระหลักสมออมอยู่นานกระ ប្រតិបត្តិបកយ៉ាំអ៊ីនសូសាមបកុយបនសូនសូនគាត់ពីហបិហូននកគីហើយពូនទីក្រុមកាចរាំងតតិហេលើខៃអានផាន់មកប្រឆាំងម៉ៃចរាំងអ៊ីនខេនគីមើលឡៃមើលលីអងអាហាក់តេបពូនគីញ៉ែម៉ាបពូនគីអងអាផាន់មកក្រងខៃណៃបតតកាទឹមក្រាច់ជួយគីអងអាម៉ៃក្រងខៃប្លាក់ឡែន ลักระปลายอังอาปุ่ยครอมติอยู่กันจอลายลีไม้ตับแลนมันปุสุกสักกันขีกระประช่างไม้ส้นงอกี้ซดสังปุนกุยกระสอกเอติมอมมอมกีบอกเกมอิน สตรีไม้ปะกุยปุนกลอมปุนติโตกระตอตองกระสนจุดจอปะกุยปุนกลอมตะตีตะลาย ไอปูนทีกุยกระตอง สตางเอ็นวอลไลสตางปุสบอกจุดจอ ပယူကန်ခိုင်ကရက်ချက်ဖန် NUG ခါဝညက်ပေကရွန်လိုက်စတန်အင်းကေဘူဂရဖာရွန်ဖာရီမိုက်ကေမိုဂရပလတ်ပကရန်စွန်ပီတတိတလိုက်ကက်စတိုင်တိမဆွန်ကတော့ပူဟေဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ် မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာစက္ကန့်တသမဂူဂိုမီဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာစက္ကန့်တသမ6လေးမီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။